ဆိုင်ဆရာနေစုတော်ရဲ့ရှေ့နေမလေးမေဆန်ရှားနဲ့ကိုဘွားတထောင်မောင်မဲကဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ရှားနဲ့တကွာသက်ဆိုင်သူများအလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်အပိုင်း၄မစီကားအတော်နေရာတနေရာဖြစ်သည့်တရားရုံမှာလူစီကားနေသည်ဟုတွေးမိသည်ဖြင့်ကျွန်တော်သက်ပြင်းချမိသည်တရားစီရင်ရာခန်းပြင်၌ရှားကိုစောင့်နေသောကျွန်တော်မှာညောင်းညာလာသည်ဖြင့်တရားရုံရှိရှိလက်ဖေးဆိုင်သို့ထွက်ထိုင်ကား စာရေးဆရာပေးပြီးဟုံငယ်တင်ငယ်ငဲနေမိခြင်းဖြစ်သည် ချုပ်ကားပေါ်မှတရားခံများတာဝန်ကျရဲများအချုပ်သားများဤမိသားစုများရှေ့နေများပွဲစားများဖြင့်တက်ဝင်နေသောတရားရုံးမြင်ကွင်းမှဝတ္ထုများကြီးဖြစ်နေသည်တနာရီနီးပါးခန့်ဆောင်ပြီးမှရှာတရားရုံးထဲမှထွက်လာ၏လက်ဖက်ရည်ဆိုင်ထဲမှကျွန်တော်ကလက်လန်းပြလိုက်၏ရှာဆိုင်တွင်သို့ဝင်လာပြီးကျွန်တော်ရှေ့ထိုင်ကုန်တွင် ဝင်ထိုင်က အပြုံးနွမ်းနွမ်းကလေးဖြင့်ကိုကူ စောင့်နေတာကြာပြီလားဟုအာနာစွာမေးသည်ကြာပါဘူးတနာ ਈ လောက်ပါကျွန်တော်ကဤစကားဖြင့်တိတ်ပဲကိုဖော့၍ဖြေလိုက်သည်ဒီနေ့အမှုရဲ့ရေးကြီးတဲ့အပိုင်းရောက်နေပြီလေကိုကိုရဲ့ဟိုဘက်ကတရားလိုကျိုးဆောင်တဲ့အချိန်နဲ့ပြောကြရတယ်ကိုကိုလာနာတောင်ရင်ဝိတုတဘုတ်ရမှာအဘောအင်းကြီးကိုချူကာဆွဲလာတော့အိတ်ထဲသို့ခောက်ထည့်ရင်ရှားကပြောသည်ကျွန်တော်ကရှားအတွက်ကော်ဖီမစ်ရှယ်တစ်ခွက်ကိုမှာပေးရင်ချင်းနေကောင်းလား ကောင်းတယ်ကိုကိုရှားဘက်ကအေးသာပါတယ်ဒါပေမဲ့အမှုကတကယ်ကျွလွန်ခဲ့တဲ့ပြစ်မှုဖြစ်လေတော့ဂွင်းလုံးကျွတ်တော့မလွတ်နိုင်ဘူးတက်တော့တက်သားမယ်ထိုစဉ်အနာတို့အသက်60ကျော်မိမကြီးတူအသက်စိတ်ကမင်းကလေးတူနဲ့လင်းနှစ်အရွယ်ကလေးတူရောက်လာလေသည်ဆ ्याम မလေးတခုခုလိုက်စားပါကျမတို့ကြွေးကျင်လို့မိမကြီးကရိုးသားသောအမူအရာဖြင့်ခေါ်သည် အာနေပါစေမစားပါဘူးကျမဧည့်သည်ရောက်နေလို့ ိုက်ခဲ့ပါဆ ्याम မလေးရဲ့ကျေးဇူးတင်လို့ပါဆ ्याम မလေးကပတ်စံပေးလဲမယူကျွေးလဲမစားနဲ့ကျမတို့အားနာလှပါတယ်မိမကြီးအေးစကားနဲ့ဆင်ရွေးမိမငယ်ကဒီနေ့ဆ ्याम မလေးရှောင်လဲတာသိကောင်းတာပဲလို့ဘေးကလူတွေကပြောနေကြတယ်ကျမခင်မောင်အတွက်အများကြီးတက်တာသွားနိုင်တယ်တဲ့ဟုဝင်ပြောလေသည်အဖြစ်ကတော့လုံးဝမလွတ်နိုင်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့သူကတကယ်ကျွေးလွန်ခဲ့တာမို့ကျမတို့နားလေပါတယ်ဆ ्याम မလေး ရော့တာပုံမုံဘူးရှားကစကားပြောရင်ခလေးကိုမှုတ်ဖို့ဖြစ်နေရာတန်တရွက်ကို ထုတ်ပေးသည် အဖွားနှင့်မိခင်ကညှင်းဆန်နေသည့်ကြားမှပင်ရှားကခလေးလက်ထဲသို့အထင်းထည့်ပေးလိုက်ကျေးဇူးတင်ပါတယ်ဆရာမလေးရဲ့ဆရာမလေးကတော့ကျမတို့အတွက်ကဲတင်ရှင်ပါပဲရပါတယ်တော့ရဲ့ကျမကလည်းကုညီကွင်းရတာကိုပဲချိန်နှံ့လာပါပြီကျမတို့သွားမယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ မိဖွားသားမိတုံးထွက်သွားမှ ရှားကစကားစားသည်အပြစ်ချခံရတဲ့မောင်သိန်းကတနာစရာကောင်းနေအမှန်တော့သူကအလုရှင်ဘောတင့်စာရှိတဲ့အလုသမားရိုးလဲရိုးတယ်ဒါပေမဲ့ပြင့်မှုကျွလွန်ရမှာ သူကပါနေတော့မလွတ်နိုင်မှုပေါ့ပြင့်မှုကလည်းမိုးရည်စေဝါမှုခက်တာက သူ့နောက်ကကြိုးကင်နေဆရာကြီးကပြောင်နေတာပဲဒီဆရာကြီးကိုတော့မောင်သိန်းကလည်းအမှန်ကိုမသိတာသူတိတဲ့သူ့အလုရှင်က အဲ့ဒီဆရာကြီးရဲ့လက်အောက်ခံမယ်။ဒါဆိုအဲ့ဒီမောင်သိန်းရဲ့လှုပ်ရှင်ကိုမောင်သိန်းကမဖော်ဘူးလား။မောင်သိန်းကဖော်ပြောပြင်မဲ့အဲ့ဒီလူကိုယ်တိုင်မောင်သိန်းဖမ်းခံရပြီးမကြခင်မှာပဲကားအက်ဆီဒန့်တစ်ခုဖြစ်ပြီးဆုံးသွားပြီးဒီတော့လမ်းစာလုံးဝပျောက်သွားတယ်။အက်ဆီဒန့်ဖြစ်တယ်ဆိုတာကရောရို့မှရို့ရဲ့လား။ဟွန်းရှားတော့မထင်ဘူး။နှုတ်ပိတ်ခံရတယ်ထင်တာပဲအဲ့ဒါကြောင့်ရှားကမောင်သိန်းကိုပဲ တက်တာနိုင်သမျှတက်တာအောင်လုပ်ပေးနေရတာဖမ်းမိတဲ့ဘိန်းမြူကမောင်သိန်းတဲယူလာတာမှန်ပေမဲ့မောင်သိန်းကဘိန်းမြူမန်တီဗီတဲလာတာမဟုတ်ဘူးကိုကိုရဲ့သူမသိအောင်သူ့ဆရာကထည့်ပေးလိုက်တာ တစားကန်ဖြစ်သွားတာပေါ့ကဲရတာပါအောင်ရှောက်ဖိုက်ဆောင်နေလူကော်ဖီတောက်ပြစီအောင်ရှားကကော်ဖီကိုငုံတောက်သည်မုတ်ဖက်ထုတ်တထုတ်ကိုဖီကစားဤအမှန်တကယ်ရှားစားလောင်းနေသည်မို့ကျွန်တော်ကစကားမပြောဘဲရှားကို အချိန်ပေးကငေးယုံငေးကြည့်နေလိုက်သည်ရှားစားတော့ပြီးကောင်းပြန်မော်ကဟာနဲ့ကို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 မှာအရေးကြီးတဲ့ကိစ္စပြောချင်ရှိရဆိုဟုမေးလေသည်ခေါင်းငိမ်ပြလိုက်တော့ပြောလေဟုထပ်ဆင်တိုက်တွန်း၏ပြောစရာအကြောင်းကနှစ်ခုရှိတယ်ဘေဟာကိုအရင်ပြောရရင်ကောင်းမလဲစဉ်းစားနေတာအမဲအဲ့ဒီလောက်တောင်အရေးကြီးလို့လားတခုကအဲ့ဒီလောက်အရေးကြီးတယ်တခုကတော့တက်အရေးမကြီးဘူးဒါဆိုအရေးကြီးတာအရင်ပြော อืมဟုတ်ပြီပြောမယ်အဲ့ဒါကရှားရဲ့ကိုဘားတထောင်မောင်မဲခောင်ကြောင့်ရှားရဲ့လို့မပြောပါနဲ့နော်မဆိုင်ပါဘူးနောက်တာပါရှားရဲ့ကျွန်တော်ကအကြီးဖြင့်ကြားခံလာပြီးမှမောင်မဲခောင်ရဲ့ဇလန်းတစ်ခုကြားလာလို့ရှားရဲ့ဟုတ်ပြောလိုက်သည်ရှားမြန်လုံးများကစိတ်ဝင်စားမှုဖြင့်တောက်ပါလာကြသည်တိလူသောဖြင့်ကိုလေးတွင်ကျွန်တော်ဖက်သူကန်းညွန့်လာသည်ကျွန်တော်ကမဂ္ဂဇင်းတိုက်တွင်ကြားခဲ့ရသော မောင်မဲကောင်ဤပြန်ပေးဇလန်းကိုပြော့ပြလိုက်သည်ပြီးမှမောင်မဲကောင်ပို့လိုက်သောစာကလေးကိုပါထုတ်ပေးလိုက်ရှားကမောင်မဲကောင်စာကိုလှမ်းယူပြီးစိတ်ဝင်စားစွာကြည့်သည် စာကတော့အရင်စာလေးနဲ့တစ်ထပ်သေးပါပဲဇလန်းသွားကလေးကလည်းအရင်ဇလန်းလေးတွေလိုပဲရည်ရွယ်ချက်ကလည်းအရင်ဇလန်းတွေနဲ့အတူတူပဲရှားကမှတ်ချက်ချသည်ဒီလူကဥပဒေကအေးမယူနိုင်ပဲလက်တလုံးချလွတ်နေတဲ့ကိစ္စတွေကို ရှားပြီးပညာပေးနေတဲ့သူ အမှန်တရားကိုမဲတင်ပေးနေတဲ့သူပဲနော်ကိုကိုကသူ့ကိုချီးကျူးတယ်။ရှားလဲချီးကျူးပါတယ်ဒါပေမဲ့သူ့လောက်ရက်တွေကစမ်းကြယ်နေတယ်လို့စွန့်စားမှုလေးတွေတော့ဖြစ်နေတယ်။အတိုင်းတာလွန်ပြီးဥပဒေပြင်ဘက်ရောက်သွားရင်တော့မကားဘူး။ကိုကိုထင်နေမောင်မဲကောင်ကအရေးအတွေ့တော်တော်ထက်တယ်ပြီးတော့ငွေကြီးလည်းပြည့်ပြည့်စုံစုံရှိပုံရတယ်ဒါကြောင့်သူဒီလိုကိစ္စတွေကိုချိန်ပေးငွေကုန်ခံပြီးလုပ်နေနိုင်တာ ။ချာကမောင်မဲကောင်ဤစာကလေးကိုသူမ၏လက်ဆွဲအိတ်ထဲသို့ထည့်လိုက်သည်။ဟုတ်တယ်ကိုကို။သူမအဖွဲ့ရီပါရီရှိလိမ့်မယ်လို့လည်းထင်တယ်။ဒီတကားတော့ရှားသဘောတူဟန်မပြ။ဟွန်းရှားတော့အဲ့တယ်လို့မထင်ဘူးကိုကို။တယောက်တည်းလှုပ်ရှားတာပဲလို့ထင်တာပဲ။ဒီလိုကိစ္စမျိုးကလူနဲ့လေပြီးရင်လေပဲ။ဒါမှတခုတော့ရှိတယ်။အဲ့တရင်ချက်လက်တွေကိုတော့တနည်းနည်းနဲ့တခြားလူတွေကနေတစင်ယူပုံရတယ်ဒီတော့အဝင်းဝိုင်းကျဲကျဲတဲကလူပဲကိုကိုရဲ့ လူမျိုးစုံနဲ့ထိတွေ့နေတဲ့သူပဲကုကုရိုးရှားတို့ကြောင့်လည်းသူတိပုံရတယ်နော်ပရမဆုံးရှားစီရောက်လာတဲ့ဇာကြည့်ပါလားဟွမှန်တော့ဗောအဲ့ဒီလူကို တွေ့ဖို့ချိန်လိုက်တာဘာလို့မလို့လဲလက်ဖက်ရည်တိုက်ချင်လို့ဒီတကတော့ရှားကြီးအလက်သွားကလေးတွေပေါ်အောင်အာရပါရရည်ပြီးမှကုကုကလေတခါတခါတီတီနဲ့နှုတ်တတ်တယ်နော်ဟုတ်ပြောလေဒီဒါနဲ့ပြောစံတော့တစ်ခုခြံသေးရယ်လေ အေးမကြီးဘူးတိတ်အေးမကြီးဘူးဆိုတဲ့စကားဆိုတာလေခုစကားကိုလည်းဆက်၍တတိပေးလေသည်ကျွန်တော်ရင်မနဲ့နဲ့လှောက်ရှားသွားသည်ဟွန်းပြောမယ်ဒီစကားကအနောက်စကားမဟုတ်ဘူးနော်ဟွန်းပြောပါပြောမယ်ဆိုတော့လည်းခါတိုင်းစကားတွေလိုပြောမထွက်ချင်းတပြင်းမောက်ကို ရှားမသိအောင်ရှိုင်းမိ၏ရှားကကျွန်တော်စကားကိုစိတ်ဝင်စားစွာနားဆွနေသည်ခွန်မြတ်တာကိုကိုစီလာသွားတယ်ဟုတ်လားဘယ်နေရလဲမနေရဘာကိစ္စရလဲကိုကို ရှာကိစ္စရှာကိစ္စဟွန်းဘာရှာကိစ္စလဲရှာနဲ့ပတ်သက်တာတခုမှမရှိပါဘူးရှာကမပတ်သက်ပေမဲ့သူကပတ်သက်လာပြီရှာကမျက်လုံးကောင်းဝိုင်းကြည့်များဖြင့်ကျွန်တော်ကိုမော့ကြည့်နေသည်ကျွန်တော်စကားတွေကို သူနားမလဲချောင်းသူမအကြည့်တွေမှာတွေ့နေရသည်ဘေးလေးတစ်ပုတ်ကို ဖြေရှာသည့်ပမာ မျက်ကုံကလေးတွေကရှုံလျက်ဘာပတ်သက်တာလဲကိုကိုရှင်းရှင်းပြောစမ်းမှာကျွန်တော်ပြောရပါပြီ။ မျက်နာကိုလည်းအတက်နိုင်ဆုံးတည်ငြိမ်အောင်စ조사ထားရည်ကိုကိုစီမသူလာပြီးခွင့်တောင်းတာပဲသူရှားကိုချစ်တယ်တဲ့ချစ်ခွင့်ပန်ကျင်တယ်တဲ့ချစ်ခွင့်ပန်မရစေတဲ့ဟာမဖြစ်နိုင်တာကိုကိုနောက်နေရလားရှားမျက်နာမှာအယောင်သွေးတွေမျိုးမျိုးပြောင်းသွားသည်ပထမအံ့ဩခြင်းမယုံကြည်နိုင်ခြင်းဒုတိယစဉ်းစားရခက်ခြင်းတတိယတွန့်ကွေးနေသောမျက်ကုံးတွေကိုရှော့ချလိုက်ခါကျွန်တော်ကိုအကဲခတ်သည်နောက်တော့မေးလာခြင်းဖြစ်၏ အနောင်စကားမဟုတ်ဘူးလို့စောစောကလေးကကိုကိုစကားခံထားပြီးပြီပဲ။ဒါနောက်ရမယ်စကားမဟုတ်ဘူး။တကယ်ဖြစ်လာတဲ့ကိစ္စအရေးကြီးတဲ့ကိစ္စ။ရှာကျွန်တော်မျက်နှာရင်မျက်နှာကဲကိုနားလည်သွားပုံရသည်။ကျွန်တော်စကားသံတွေကျွန်တော်စကားလုံးတွေကိုလည်းအလေးနဲ့မှန်သဘောပေါက်သွားဟန်ရှိသည်။ရှာမျက်နာတွင်စိတ်ရှုပ်ထွေးခြင်းနှင့်ရှက်ခြင်းတွင်ရောရှက်ဖြစ်ပေါ်လာပြီးတစ်ဆက်တည်းမှာပင်ကျွန်တော်အားအနေခက်စွာ အာနာစွာကြည့်သည်။ဘာလဲ ခုခုစိတ်နှောက်ရှက်ဖြစ်သွားလားမေသည်ကျွန်တော်မိတို့ဖြေရပါမည်နီဟုတ်သည်ဟုဖြေလင်ရှားကိုမယုံကြည်ရကြမည်မဟုတ်ပါဟုဖြေလင်လည်းလိန်ညာရကြလည်မည်ဘလို့ပြောမှမသိပါဘူးရှားရဲ့အံ့ဩရာနဲ့တူရီရခဲငိုးရခဲကိစ္စကြီးပါအင်းနော်ဘလို့ကြီးလည်းမသိဘူးရှားနဲ့ကိုကိုကြောင့်သူတိနေရတာနဲ့အဲ့ဒါပြောတာပေါ့တကယ်လို့သူရှားကိုချစ်နေရင်တော့ကိုကိုလာပြောဖို့လို့မလား ဖွင့်လင်းတယ်ပဲပြောရမလားတရားလောက်တယ်ပဲပြောရမလားဒီပုဂ္ဂိုလ်စီရိုက်ကတော့ခက်ဆန်းဆန်းမယ်နော်ကျွန်တော်ကရှားမျက်နှာလေးကိုမျက်နှိုးစွာကြည့်ပြီးကိုကုကိုချင်းချောက်လိုက်တာပဲလို့ကိုကုခံစားရတယ်ဟူခက်တူတူပြောလိုက်သည်ရှားကခုံမတင်တော့ကျွန်တော်လက်ကိုသူမလက်ကလေးနဲ့လာဆုပ်ကကိုကုရဲ့ဘာတစ်ခုမှစိုးရင်ကြမရှိပါဘူးရှားကကိုကုရဲ့ထာဝရရှားကမဟာပထဝီမြေကြီးကကောင်းငင်ကြီးဖြစ်သွားမယ်ဆိုရင်တော့ ရှာကိုကိုဘက်မှာပဲရှိပါရှာရင်ထဲမှာကိုကနေရအဖြစ်ယူထားပါတယ်နော်အားပေးစကားနဲ့တင်စကားဆိုရှာပါသည်ရှာစကားတို့ကိုနှုတ်ပြစကားမဟုတ်နှလုံးသားစကားဟုပြပြပြင်ပြင်နားလိုက်ပါ၏ရှက်ပြုံကလေးနှင့်မော့ကြည့်နေသော ရှာမျက်ဝင်လက်လက်အစုံကိုရင်ဆိုင်လိုက်ရစဉ်ရှာပြောသလိုစိုးရင်ချောင်ချမှုကအဝေးသို့ထွက်ပြေးသွားပါတော့သည်ကိုကိုရှာကိုအပြည့်ဝယုံကြည်ပြီးသားပါရှာရဲ့ ။ဟွန်းဒါဆိုလည်းမျက်နှာကြီးကရှူသူသူဖြစ်နေနေတော့လေခါတိုင်းလို့ပြုံပြုံလေးနေပေါ်တကယ်တည်းရှာရပဲဟိုးလူကိုပြန်ချလိုက်မှကြာနေရပဲ။လက်ကိုတင်းတင်းဆုံရင်ပြောသည်။ရင်းထဲကိုကြည်နူးခြင်းနဲ့စိတ်ဆင်းလာပြီးလေးလံညံ့မှိုင်းမှုတွေပါပို၍ရော့ပါသွားသည်။ဟွန်းခုခုခလေးဆန်သွားပြီလားမသိဘူး။တခါမှရှားချစ်ကိုလူယူမဲ့သူနဲ့မကြုံခဲ့ဘူးလားဒီတခါတော့ပေါ်တင်ကြီးစိန်ခေါ်လိုက်တာဆိုတော့ စိန်ခေါ်လဲပါကြောက်စရာရှိလဲရှားကရာနှုံးပြစ်ဖက်လိုက်ပြီးသားပဲစိတ်ချပါကိုကိုရဲ့ညလဲအိတ်ပြောအောင်အိတ်နော်ရှားပြောလို့ပြောရအောင်ပဲကိုကိုညအိတ်လို့မပြောဘူးရှားရဲ့ဟောကြည့်အဲ့ဟာရှားကမယုံကြည်လို့ပဲမဟုတ်ဘူးရှားကကြောက်တောင်ကြီးလို့ခိုင်းမာတာကိုသိတယ်ဒါပေမဲ့ဟိုလူကခလုတ်ချိန်ဖန်များစွာတိုက်တော်မှာလာစမ်းပါလေကိုကိုရဲ့ရှားအပြတ်ပြောလိုက်ပါမယ် ခုကော်ဖီတောက်ပြီးရင်ရှာဖျားသွားခြင်းနဲ့ကိုကိုလိုက်ဖို့ဖျားမှာရှာလို့တစ္ဆာဆိုရအောင်ခေါင်းအငိမ့်ပြန်သွားသလားမသိထိုင်ရမှရုပ်ခနဲ့ထလာပြီးမှလက်ဖက်ရည်ဘူးကိုရှင်းဖို့တတိရလိုက်သည်ကျွန်တော်အဖြစ်ကို ကြည့်၍ရှာကရည်သည်ကိုကိုတော့ဒိန်းနှလိမ့်နဲ့ဖမ်းနေပြီတဲ့ဒေါ်မေဆန်ရှာကျွန်တော်မောင်မဲကောင်မှာအကြောင်းထူးကလေးရှိလို့စာရေးလိုက်တာပါတရားရုံးရောက်နေတဲ့မောင်သိန်းအမှုကိုလိုက်ပေးနေတဲ့ဒေါ်မေဆန်ရှာချက် စိုးရင်ကြောင်းကြနေသူတွေရှိနေပါတယ်။ညောင်မြတူးလို့ပုတ်တင်ဥပေါ်လာမှာကိုစိုးကြတာပါ။ဒီအတွက်တော်မီဆန်ရှားကိုအမုံပွားနေကြပါလိမ့်မယ်။ဒါကြောင့်သွားတာလာတာနေတာထိုင်တာအထုသတိရှိစေခြင်းပါတယ်။မကောင်းစိတ်ရှိကြသူတွေမှာမတရားတာ လုပ်ဖို့ဝင်လေးကြမှာမဟုတ်တယ်လို့ရန်ပြုတ်ကြဖို့ကလည်းနောက်တွန့်ကြမှာမဟုတ်ပါဘူး။ကျွန်တော်လေးစားရပါတော့အများအကျိုးကို ကိုကျိုးမကြည့်ဆောင်ရွက်တတ်တော့တော်မီဆန်ရှားကို ဆိုရင်စိတ်စေတနာနဲ့တရိပ်ပေးလိုက်ရတာပါခင်ဗျာလေးစားတော့ကိုဝါတထောင်မောင်မဲကရှားပြတော့စာကိုဖက်ပြီးစာကိုရှားလက်ထဲသူကျွန်တော်ပြန်ထည့်ပေးလိုက်သည်ရှားကစာကိုခောက်ပြီးသူမ၏ဖိုင်တစ်ခုထဲသူညှက်လိုက်သည်အဲ့ဒီစာကစာရိုက်ကရောက်လာတာလားဟုတ်တယ်ကိုကိုဘယ်နည်းရလဲမနည်းရပဲอืมသူ့ရဲ့စာအသွားလာကိုကြည့်ရတာတော့ရှားလိုက်နေတဲ့မူးယစ်စီပါမှုနဲ့ဖန်ခံနေရတဲ့ မောင်သိန်းအမှုမှာ နောက်ွယ်ကရှိတဲ့သူတွေကိုရိပ်မိသိရှိနေပုံပဲအဲ့ဒီလူတွေက ရှားကိုအန်ရယ်တစ်ခုခုပေးမှာကို မောင်မဲကောင်ကစိုးရင်နေပုံရတယ်ရှားကစကားမပြန်ပြီးတော့ရှားမောင်သိန်းမှုကိုလိုက်ခဲ့တဲ့အကြောင်းတွေကိုသိနေတယ်ဆိုတော့မောင်မဲကောင်ကလည်းရှားကိုဂရုစိုက်တဲ့လူဖြစ်တယ်တကယ်ဆိုရင်ရှားနောင်မှာရှိနေတဲ့ shadow ပဲရှားကတစုံတစ်ခုကိုတွေးနေသည်စွဲကိုလက်ချောင်းကလေးများဖြင့်အသာခောက်ကာ မျက်လုံးတွေကနှံ့ရံမှအာယုံဆိုင်နေ၏တခဏတာမျှကျွန်တော်ကိုစကားပြန်မပြောရှား၏အလေးထားသဘာဝကိုနားလည်နေသောကျွန်တော်ကအနောက်ရှက်မပေးလိုသဖြင့်စကားမဆက်ဘဲညင်၍ရှားကိုစောင့်ကြည့်နေလိုက်သည်အချိန်တန်ကြာမှရှားကပြန်လည်လှုပ်ရှားလိုက်စာကတော့ဟိုရင်စာတွေတိုင်းမင်းတော့ကိုကိုဒီကွန်ပျူတာဖောက်မယ်နောက်ပြီးစာရွက်ပေါ်မှာလည်းအဆက်လေး30နဲ့ဟွန်းရှားစဉ်းစားနေတာတော့ရှိတယ်ကိုကိုဘာလဲရှား ဘာကြောင့်ရှားကိုအတိပေးတာလဲသူကရောမောင်သိန်းရံမှုကိုသိနေသလားဘယ်တိုင်းတာဒီသိတယ်လဲမောင်သိန်းရံနောက်ကကြိုးကင်နေသူတွေကို သူသိနေသလားဆိုတာတွေပဲရှားကထိုချက်တွေကိုပြောရင်ကျွန်တော်ကိုကြည့်နေသည်ကျွန်တော်သဘောထားကိုသိချင်နေပုံရ၏ဟွန်းရှားတွေးတာအားလုံးမှန်တယ်ကိုကုအမြင်တော့သူသိနေပုံရတယ်ဘာကြောင့်လဲဆိုတော့သူကလည်းအမောင်လောကရဲ့ခြေဆက်နေရသူပဲလေကျွန်တော်တို့စကားကောင်းနေခိုင်မှာပင်တကားဝ၌ လူရိပ်ပေါ်လာသည် စကားတန်တချို့လည်းကြားရ၏ကျွန်တော်ရောရှားပါ တကားမသူပြန်တူလှမ်းကြည့်မိလိုက်ကြသည်မမျိုးခိုင်နှင့်တက်စာမည်ဖြစ်သည်အကိုကြီးလည်းရောက်နေတာကိုမမျိုးခိုင်နှုတ်ဆက်စကားနှင့် ကိစ္စလေးတစ်ခုရှိလို့မြို့ထဲလာရင်မမရှားစီလှည့်ဝင်လာတာဟုတက်စာကအပြုံးတဝဲဝဲဖြင့်ပြောသည်လာကြလာကြလာမမျိုးခိုင်နှင့်တက်စာတို့အခန်းတွင်သို့ဝင်လာပြီးစပွဲရှိထိုင်ကုန်များသို့ဝင်ထန်လိုက်သည် အန်ဂဲရိုအန်တီရိုရောနေကောင်းကြလားကောင်းပါတယ်မမရှာတစ္ဆာမွေးနေဝဲပြီးတဲ့နောက်တစ္ဆာတို့နဲ့မမတို့နဲ့မတွေ့ဖြစ်တာတော့တော်တော်ကြာသွားပြီမမရှာကိုရောတစ္ဆာတို့ကတတိယပါတယ်ဒါကြောင့်လဲမမရှာစီလှည့်ဝင်လာတာอืมမမရှာလည်းတတိယတယ်ဒါမှမဟုတ်ခုတလောလိုက်နေတဲ့မူလေးတွေကစိတ်နေတော့မအားလို့ပါကျွန်တော်ကဝင်ပြီးအေကန်နမျိုးတဲ့လာတဲ့ကိစ္စအထုတယ်ထင်တယ်ဟုစကားအစ်လိုက်သည် တစ္ဆာရောမမျိုးခိုင်မှာပြုံးသွားကြ၏။တယောက်မျက်နှာတယောက်ကြည့်ကြသည်။မျက်လုံးတွင်ခြင်းစကားပြောကြ၏။ပြီးမှကျွန်တော်တို့ဘက်သို့ပြန်ကြည့်ပြီးကိုကြီးတို့ကတော့နှစ်ယောက်စလုံးစုံတောက်တွေပဲဟုမမျိုးခိုင်ကဥစွာပြောသည်တဆက်ထဲမှပင်တစ္ဆာကဖွေနေမိမိတို့ကဒီသတင်းကျရင်တစ္ဆာတို့ကိုလက်ထပ်ခွင့်ပြုလိုက်ပြီလေအဲ့ဒါဖိတ်စာလေးတွေပါရင်စုံစမ်းရင်လက်မှတ်ထိုးဖို့ကိစ္စကိုလည်းမမရှာကိုအကူအညီတောင်းမလို့ဟုတ်ရှက်ပြုံးနူးနူးဖြင့် ခတ်တူတူပြောသည်ရှားကဝမ်းသာအားရဖြင့်ဒါမျိုးကိုကူညီဖို့မမရှားကစောင့်နေတာပါတစ္ဆာရဲ့စိတ်ချအဲ့ဒါအတွက်မမရှားတာဝန်ထားဟုတုံ့ပြန်သည်မင်္ဂလာဝဲကိုအိမ်မှာပဲလုပ်မှာလားကျွန်တော်ကစူးစမ်းလိုက်ဖေဖေကတော့ဟိုတယ်တစ်ခုခုမှလုပ်ချင်တယ်ဒါပေမဲ့မင်းမေကတော့မင်္ဂလာစုမဲ့ကပ်ပြီးမင်္ဂလာဝဲအတွက်ရည်မှန်းထားတဲ့ငွေတွေကိုဘိုးဘွားရိတ်တာလူချင်းနဲ့တဲ့ဒီစီစဉ်ကိုကိုခန့်မိပါရီကလည်းကြိုက်တယ်ကောင်းတာပေါ့တစ္ဆာရဲ့အဲ့ဒါမင်္ဂလာဥအတွက်ပို့ပြီး မင်္ဂလာရှိစေတဲ့အစီအစဉ်ပဲ။ကဲတင်စာတို့ကမမရှာတို့တက်လက်တွေ့ကြသွားပြီနော်။နောက်ကကြော်တက်သွားတိုင်းလမ်းဖယ်ပေးနေဦးမလား။တင်စာကြီးအမေဒီတခါတော့ကျွန်တော်နဲ့ရှာတို့တယောက်မျက်နှာတယောက်ကြည့်ရမြင်အလဲဖြစ်သည်။ပြုံးလဲပြုံးမိကြ၏။မျက်လုံးချင်းလဲစကားပြောမိကြသည်။ကဲဘလို့လဲဟူသောကျွန်တော်မျက်လုံးမေးခွန်းကိုရှာကကိုကိုပဲဘိုးဘကြီးတာချမလက်ထမယ်ဆိုဟူသောရှာ၏မျက်ဝန်းအဖြစ် လမ်းမှာခလုတ်တိုက်၍အချိန်မှခွဲသွားသည်ဖြတ်ပြန်သွားသောငှဲ့တကောင်ကချိပါသွားရာအင်ကြီးပကုံးပေါ်ကျ၏အနားမှာအချိန်ဖြင့်ဖြတ်မောင်းသွားသောကားဒစီကြောင့်ရွှင်ရည်တွေပစိုးပေါ်ခုန်တက်လာသည် အငင်းလွန်သောလူတစ်ယောက်ကဝင်းတိုက်သည်ဖြင့်လက်တွင်ကန်လာသောစာအုပ်လွတ်ကျ၏ထိုစာအုပ်ကိုကောင်မလေးတစ်ယောက်ကတက်နှင်းသွားသည်ကံမကောင်းဟုတွေ့မိမတွေ့ရသည်မှာတပတ်ကျော်သွားပြီမို့ရှားထံသို့ကျွန်တော်ဖုံးလန့်ဆက်၏ဖုံးကခေါ်မရရှားကဖုံးပိတ်ထားလေသလား ရှာတခုခုများဖြစ်လေသလားစိုးရင်ပူပန်မှုကြောင့်မဂ္ဂဇင်းတိုင်းမှာရှာရုံငန်းရှိရာသို့ထွက်လာခဲ့ခြင်းဖြစ်သည်မောင်မဲကောင်ကလည်းတတိပေးထားခဲ့ဘူးသည်လေထွက်လာခဲ့ရာလမ်းတစ်လျှောက်မှာလည်းတခုမှအစင်မပြေရင်ဒီပူစားပြုတ်လာသည်ရှာရုံငန်းရှိရာစအောင်ရှိမှာကားဖြူတစီရပ်ထားဤမတ်တူကခုံမြတ်သားဤကားပင်ဖြစ်သည်ရှာထံခုံမြတ်သားရောက်နေသလားရှာရုံငန်းရှိရာဗြဟ္မတတ်သူမော့ချီလိုက်သည် ရုံငန်းပြတင်းပေါက်တွေကပိတ်ထား၏ဘလို့ပါလိမ့်ရှားမရှိဘူးလားရှားရှိလင်းတကားပါကြောင့်ပိတ်ထားတယ်လေအဆောင်အုံအောက်သို့ဝင်ပြီးလေကားကိုအလောတကြီးတက်မြည်ပြုတစုံတယောက်ကကျွန်တော်ကိုဖမ်းဆွဲလိုက်သည်အခြားသူမဟုတ်ကိုယုစာရေးစရာချစ်ကိုကိုယုဟာကိုယုဘာလဲမေးစံရှားစီကိုလားကိုယုမေးပုံကအစမ်းတကျဲနိုင်လာ၏မတိရွေမေးခြင်းမဟုတ်ပြီးတော့ခါတိုင်းတော့ရီရီမောင်းမောင်းမျက်နှာမဟုတ်တစုံတစ်ခုကိုကြောင်ကြဆိုးရင်နေပုံမျိုးဟုတ်ကဲ့ ရှားစီသွားမလို့ကျွန်တော်ကပြောပြီးတယ် ਨੇ စိတ်စောနေသည့်အတိုင်းလေကားမှတက်ရန်ပြင်သည်ကိုယူကကျွန်တော်လမ်းမောင်းကိုဆွဲထားသည့်လက်ကိုလွှတ်မပေးဘဲတင်းတင်းဆွဲထားရမှလာပါအောင်ညီလေးရညီလေးနဲ့စကားမပြောရတာကြာပြီ ကိုကြီးနဲ့လိုက်ခဲ့စမ်းမှအပြင်သို့ခေါ်နေပြန်သည်ကျွန်တော်နားမလဲချစ်သူရှိရာသွားမိသူတူကိုမျက်နှာအပြက်ပြက်နဲ့ကိုယူအဖဲ့ကြောင့်ဟန်တားနေပါသည်နိဘာအကြောင်းရှိနေပါသည်နိကျွန်တော်မေးစမ်းရှားကိုချစ်တယ် လေဆန်ရှားကိုချစ်ခွင်ပန်ချင်တယ်ဟူသောစကားတန်ကို နားမှာဖြတ်ခနဲ့ကြ၏ရုံးရှိမှာခွန်မြတ်သားဤမှဒူကားကလည်းရောက်နေသည်သို့ဆိုရင်ရှားယုံကဲမှာခွန်မြတ်သားရောက်နေသည်မှာသိကြသည်ခွန်မြတ်သားနှင့်ရှားကိုတွေ့မည်ဆိုသောကြောင့်ကိုယူတားခြင်းပြီလောဂျေတဲကပြင်းထန်သောတွန်းအားကြောင့်ကိုယူလက်ကိုအာမနာတဲ့ဖြုတ်ချလိုက်က နောက်မှ စကားပြောမယ်ဗျာဟုပြောပြောဆိုဆို ကိုယူကိုကြောခိုင်းကလေကားကို ပြေးတက်ခဲ့မိသည်ဟာပြဒနာပဲဟူသော ကိုရုပ်ဤညီတော်တန်ကိုကြားလိုက်ရ၏။လောကြီးနေလွန်သောကြောင့်လေကလေးကိုကြော်နှင်းကမှခြေကျော်ကြကဒူးနှင့်အပေါ်လေကားတဲ့မဟာမိတ်ဖြစ်သွားရသည်။နောက်လိုက်သည်ဖြစ်ခြင်းသို့သောရန်လဲနေရမှလူလဲထာကလေကားကိုဆက်တက်မိ၏။နာဒီကိုမမှုအား။ရှာ၏ယုံကန်တကာကခရိုင်းလိုဖွင့်မထားပိတ်ထားသည် အပြင်းမတော့ခက်၍ပိတ်ထားခြင်းမျိုးမဟုတ်အတွင်းမှချက်ချ၍ပိတ်ထားခြင်းမျိုးဖြစ်သည်တကားရှိတွင်ရက်ခါကျွန်တော် ဘာလို့ရမည်ကိုစဉ်းစားနေသည်ရင်းရွေဘူးခေါင်းထဲမှာစုနေ၍ကြည်လင်ပြတ်သားသောအဖြေကမရအထက်မှာ ရှားနေခုမြတ်သာရှိနေလေသလားရှိနေရင်ဘာကြောင့်တကားပိတ်ထားရပါသနည်းတွေးလေရင်ထဲမှာပလောင်စုလေဖြစ်လာ၏ခန္ဓာကိုယ်တစ်ခုလုံးသည်မီးလျံမီးညွန့်တွေချာမှရောက်နေသည့်ပမာတကားကိုယ်သာတွန်းကြည့်ဤမပွင့်တေချာသည်အထဲမှာပိတ်ထားခြင်းပေပဲသို့ဆိုရင်အလွန်တရာအချိန်ဟုန်ကြီးမားလာသော အပြင်းစားပောက်ကွဲမှုတည်းရဲ့ရင်းညွတ်ရက်၌ဒိုင်းကနေပောက်ကွဲထွက်သွားပြီးနောက်အသည့်တရားတွေကင်းမဲ့သွားသလိုဖြစ်သွားသည်ပိတ်ထားသောတက်တာတကားကြီးကိုအရှင်ဖြင့်ကိုစောင်းတိုက်ပြလိုက်ဘယ်ကနေလာမှန်းမသိသောအတွင်းအားတွေကြောင့်ထင်သည်တကားချက်ကြီးကဝုန်းကနေကျိုးပြက်ခါပွင့်သွားပြီးကျွန်တော်သည်လည်းအခန်းတွင်းသို့ကိုစောင်းတိုက်သောအချိန်ဖြင့်လဲကျသွားသည်သို့သောသတိတရားဤစေစုံမှုဖြင့်လဲကျနေရမှအလင်း၏လျင်မြန်ခြင်းမျိုးဖြင့်ထ ạy ရပီးသားဖြစ်သည် ပြင်ကွင်းကဓားဆက်လှန်ဆက်တွေရင်ထဲရောက်လာသလိုပါပဲခုံမြတ်သားနဲ့မေဆန်ရှာခုံမြတ်သား၏ရင်ခွင်ထဲမှာခေါင်းမီ၍နေသောမေဆန်ရှာခုံမြတ်သားကမေဆန်ရှာ၏ပကုံးကိုဖောက်ပါဖက်လျက်တကားချက်ကြီးဝုန်းငင်းနဲ့ပွင့်၍ပြက်ပြက်သလိုရောက်လာသောကျွန်တော်ကိုသူတို့ကြောင်ရိပ်ကြည့်နေကြသည်ဒေါသသည်မိတို့မြဓားစီချင်းငါမရနိုင်တော့လောက်အောင်အမြင့်ဆုံးတီရီတို့တက်သွား၏မျက်လုံးတွေကမိကိုမှိုင်းတွေရိုက်သလိုဝေးဝါးသွားသည်အသားတွေတဆက်ဆက်တုန်လာသည် တင့်စပောင်းနဲ့ကြောင်တောင်၌သူကျွန်တော်ဒီသူတို့အပားတို့လှစ်ခနဲရောက်သွားကခုံမြသားဤပကုန်းကိုဘဲလက်ဖြင့်ဆွဲလှက်လိုက်ပြီးလဲလာသောသူ့မျက်နှာစီသို့ညာလက်သည်ကိုဖြစ်သွင်းလိုက်သည်စီးစီးပိုင်ပိုင်ရှိလာသောလက်သည်ချက်ဖြင့်လေ့ကျင့်ထားသောလက်သည်မဟုတ်စေကမူရင်ထဲမှလာသည့်အပြင်းစားတွန်းအားကြောင့်ခွက်ခနဲမြည်သည်နှင့်အတူခုံမြသားခန္ဓာကိုယ်လဲထွက်သွားကကျက်မြင်ပေါ်သို့ခွေခနဲလဲကျသွားသည် ရှားကိုဖျက်ခနဲကြည့်လိုက်တော့အံ့အားသင့်မျက်ဝန်းမှာမျက်ရည်တွေနဲ့ကိုမြတ်သားကကျမ်းပြင်ပေါ်မှာလက်ထပြီးအာယူကထဟန်ပြင်သည်ကျွန်တော်ညာကြီးကအရင်ပြင်မြောက်သွားပြီးကိုမြတ်သားရင်ဝါသူဒိုင်းကနေဝင်သွားသည်ကိုမြတ်သားကျမ်းပြင်ပေါ်သို့ပြန်လဲကြ၏ကျွန်တော်က "तू ဘာလုပ်မလဲ?"ဆိုသည်ကိုအပေါ်မှစီးမိုးကြည့်နေလိုက်သည်ကိုမြတ်သားကနှကမ်းမစည်းကြလာတော့သွေးတို့ကိုလက်ပွားပြင်ပုတ်တော့ရင်ကျွန်တော်ကိုမော့ကြည့်၏နာကျင်သည်ကြားမှ အပြုံးတပွင့်ပွင့်လာသည် မထင်မဲ့မြင်ပြုံးသေရောပြုံးစကားတန်အက်အက်ကလည်းထွက်လာသည်ကျွန်တော်ကြည်နှက်ပါတယ်ကိုနေတော့ခင်ဗျားရဲ့လက်သီးနဲ့ခြေကန်ချက်ကဘာမှမတားပါဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မေဇန်ရှားရဲ့ခြေကိုရခဲ့ပြီဖြစ်လို့ပဲဘာကျွန်တော်တန်ကမိုးချိုးတန်လို့ဟိမ့်ထွက်သွားသည်ခန္ဓာကိုယ်လေထဲတွင်မြောက်သွားသလိုခံစားရပြီးဆာဖျူရီအက်ဆစ်တွေဖြင့်မျက်နှာကိုပက်ခံလာရသလိုခံစားရသည် ရင်အုံကိုစိတ်လူးများတထောင်တပြိုင်နက်ထဲစိုက်ဝင်လာသည့်ပတ်မှာကျွန်တော်ခုမြတ်တာကိုပေါ်သူလှာကနေခုံအုံလိုက်ပြီးတော့သည်ဘုံကနေကျမ်းမြင်ပေါ်သူဒလိခခွေကြသွားမှကျွန်တော်လန့်နိုးလာရသည်လန့်နိုးလာတော့မှ အိမ်မန်မန်တည်ရပြီးရင်ပေါ်သွားသလိုရှိသို့တော့ကျွန်တော်မောနေသည်နှစ်ဖူးမှချွေးသည်ချွေးပေါက်တွေတီးနေ၏ရင်တွေတဆတ်ဆတ်ခုန်နေသည့်အိမ်မက်စိုးစိုးဝါးဝါးခါးသီးလာသည့်အိမ်မက်ရက်ဆက်လာသည့်အိမ်မက် အိမ်မတ်တို့မီသည်အတွင်းဆက်ဤတန်တန်ကို ဖော်ပြခြင်းဖြစ်သည်ဟုဆိုကြ၏တို့ဆိုရင်ကျွန်တော်မသိစိတ်ထဲမှာဝေဒနာတွေအမြင့်တွဲနေသည်မှာသိကြပေပြီကြည့်လေနေ့လယ်ကဆက်ခဲ့သောရှာဤဖုံးကထိတ်လန့်ခြောက်ခြားသောပဲကူ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 ပြောတဲ့အတိုင်းပဲသိလားခွန်မြတ်သားကရှာယုံငံရောက်လာပြီးချီးရေးဆိုတယ်တဲ့နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါ